This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. ္ဂလာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ6မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ25မီတာ17.3 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆင်ကြပါစို့။အခုချိန်ကစပြီး Radio NUG Season 2ရရတ်အတံလွှတ်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီသောရရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးဆေးအာနာရှင်ဘီတို့မှခင်ဝေးပြီးကိုစိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။မင်္ဂလာမနက်ခင်ပါခင်ဗျာ။အခုချိန်ကစတင်ပြီး2025ခုနှစ်ဇွန်လ12ရက်နေ့ရေဒီယိုအန်ယူဂျီမနက်ပိုင်းထုတ်လွှင့်မှုတွေကိုစတင်တော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကို ကျွန်တော်ຫນွေဦးနိုင်ကတင်ပြပေးပါမယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ12ရက်နေ့မနက်ပိုင်း Radio NUG စီးရီးသတင်းများကိုတင်ပြပေးပါရောင်းမယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့တက်ရှိ CEO လို့စေကောင်စီဝါဒဖြန့်ကြွေးကြော်ခဲ့တဲ့ဥက္ကဋ္ဌစက္ကန်ကိုဒေါ်လာရေးတက်များထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တရင်ကိုတင်ပြပေးပါမယ်။မြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီရဲ့အ धिक ခြေကုပ်စက္ကန်ဖြစ်တဲ့ဥက္ကဋ္ဌတက်စက္ကန်ကိုဒေါ်လာရေးတက်ဖွဲ့များကဇွန်လ17ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းကရင်စီရေးတရင်ရင်းမြင့်များမှသိရပါတယ်။ဥက္ကဋ္ဌစခန်းဟာ2022ခုနှစ်ဇွန်လမှာဒေါ်လာရေးတက်များရဲ့ပထမအကြိမ်ထိုးစစ်ကို ခံခဲ့ရပြီးတော့တစိုက်တစ်ပိုင်းသိမ်းယူနိုင်ခဲ့ပေမဲ့အပီးသက်မသိမ်းပိုင်နိုင်ခဲ့တာကြောင့်စစ်ကောင်စီက၎င်းစခန်းကိုတက်ရှိစီယိုလို့ဝါဒဖြန့်ကအောင်မြင်စွာခုခံနိုင်ခဲ့တယ်လို့ကြွေးကြော်ခဲ့ပါတယ်။အခုထိုးစစ်မှာကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်မှာရှိတဲ့ကရင်လူမျိုးရေးတပ်မတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNTU နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပူးပေါင်းပါဝင်ပြီး KNL ကဥဆောင်နေတယ်လို့သိရပါတယ်။ဥက္ကဋ္ဌရွာဟာမြဝတီမျိုးရဲ့တောင်ဘက်နဲ့အရှိတောင်ဘက်ဒေသများကို ဆက်သွေးထားတဲ့အကြီးကကားလမ်းပေါ်မှာတည်ရှိပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းမှာရွာမြောက်ဘက်လမ်းမကြီးဘေးမှာတည်ရှိပါရယ်ခင်ဗျာဆက်လက်ပြီး TNL နဲ့ DPL အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များပါ နောင်ချိုတိုက်ပွဲမှာမြေပြင်မှာအတူတကွတိုက်ပွဲဝင်နေတဲ့တဲ့ရင်းကိုတင်ပြပေးပါမယ် TNL နဲ့ DPL အပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များပါ နောင်ချိုတိုက်ပွဲမှာ ြေပြင်မှာအတူတကွတိုက်ပွဲဝင်နေတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာတဲ့သတင်းအမှားများအပေါ် DPLE ဥက္ကဋ္ဌကိုထွန်းထွန်းနိုင်က ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။ TNL မှာကျွန်တော်တို့ DPL ကိုရောအခြားပြည်သူ့ကော်မတီတက်မတော် PDF2 ကိုရောနောင်ချိုတိုက်ပွဲကနေမောင်းမထုတ်ပါဘူး။မြေပြင်မှာကလက်ချင်းချိတ်ပြီးတော့နှီးမျိုးစုံနဲ့စူးစမ်းတိုက်ပွဲဝင်နေကြပါတယ်လို့အသိပေးဆိုထားပါတယ်။ဇွန်လ10ရက်နေ့မှာ TNL တပ်ဖွဲ့မှပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များနဲ့တော်လှန်ရေးရဲဘော်များကိုမောင်းထုတ်ကြောင်းလူမှုကွန်ရက်မှာတရင်တူများထွက်ပေါ်ခဲ့ခြင်းဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့ပလဲမျိုးနဲ့အတွင်ပြက်ကြတဲ့တိုက်လေရင်မှလေရင်မှုတိဆုံးပြီးတော့ရုပ်အလောင်း၄လောင်းတွေးရှိရတယ်လို့ PNL ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်အချိန်မှာသခိုင်းတိုင်းပလဲမျိုးနဲ့ ကန်ကြောင်စခန်းသိမ်းကြိုက်ပွဲအတွင်ပြည်သူလူမျိုးရေးတပ်မတော် PNL မှပြစ်ချနိုင်ခဲ့တဲ့စစ်ကောင်စီရဲ့တိုက်လေရင်ဟာကြေးရွာတရွာတဲကိုထိုးဆိုင်ဆင်းသွားပြီးတော့လေရင်မှုတည်ဆုံးကြောင်းအတီးပြုထားနိုင်ကြောင်း PNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်လေရင်ပြက်ကြရာနေရာမှာရှိတဲ့အိမ်တလုံးထဲမှာရုပ်အလောင်း၃လောင်းနဲ့ခြံဝန်းထဲမှာရုပ်အလောင်း၁လောင်းစုစုပေါင်းရုပ်အလောင်း၄ခုတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။အချို့ရုပ်အလောင်းများမှာလုံးဝမီးကျွန်းထားပြီးတော့အချို့မှာ မီးဆက်မလောင်ပဲရှိနေကရုပ်အလောင်းများမှာမီးကျုံထားတာကြောင့်လေယာဉ်မှုရဲ့ရုပ်အလောင်းကိုခွဲခြားအတည်ပြု၍မရသေးဘူးလို့သိရပါတယ်။ပြစ်ချလိုက်နိုင်တဲ့လေယာဉ်အမျိုးအစားကို အတည်ပြုနိုင်ရန်ကြိုးစားနေစေဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဆလင်းမျိုးနဲ့ဂွေးကုန်းနဲ့စနေချောင်းရွာအတွင်စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့မိသားစုများအားစာနယ်ရိက္ခာများထောက်ပံ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ဆလင်းမြို့နယ်73ရက်ကြာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှမီးရှို့ခံခဲ့ရတဲ့ဂွေကုန်းကျေးရွာမှာမိဘေးတင်အင်ဂျီ239စုနဲ့စနေချောင်းကျေးရွာမှာမိဘေးတင်အင်ဂျီ35စုတို့အတွက်ဆလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှစံခေါဆွေးချက်ဦးအသားဒုကလပဲငပိစတဲ့စာနေရိက္ခာများကိုပထမအကြိမ်ကူညီထောက်ပံ့ပေးနိုင်ခဲ့ကြောင်းပြည်တွင်းစစ်ကာလအတွင်းပြည်သူလူထုအနေဖြင့်စစ်ဘေးရဲ့ဆိုးဝါးလာတဲ့ဘေးဒုက္ခများရင်ဆိုင်လျက်ရှိရာ ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့စကားနဲ့အညီခက်ခဲတဲ့အချိန်များအားစိတ်ထဲကြံ့ခိုင်စွာဖြင့်ဖြတ်ကျော်နိုင်ရေးအတွက်ဗတ်စုံတောင်းစုံမှဂျိုးပန်းဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။တရင်ပေလူတန်းလူပါကလုံခြုံရေးအတွက်ပြည်သူကာကွယ်ရေးအဖွဲ့ဆက်လင်းနဲ့ဆလင်းမျိုးနဲ့တိုင်ကြားရေးကော်မတီတို့ရဲ့ Telegram Channel Link များမှတဆင့်ဆက်သွင်းနိုင်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ပေါင်းမျိုးနဲ့ကပ္ပစ24မှာ ဒုတိယတက်ချက်တအူးနဲ့အတင်းအဓမ္မတက်သားစုဆောင်ခံရတဲ့ခလာရ31မှတက်သားတအူးတို့လက်နက်ခဲရဲများနဲ့အသီးသီးအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ပခုတ်ကူခရိုင်ပေါင်းမြို့နယ်အခြေဆိုင်ကပ္ပစ24မှဒုတက်ချက်တဦးဟာပခုတ်ကူခရိုင်အမှတ်၅တက်ရင်ထံကို2025ခုနှစ်ဇွန်လ3ရက်နေ့မှာ MA3 တနက်နှစ်လက် MG1 ဘုံဒီတလုံး 5.56G 214တောင်းနဲ့ G ပေါက်၄ပေါက်နဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ ပခုတ်ကူခရိုင်အမှတ်9တက်ရင်တက်ရင်မှုမှပြည်သူ့ဘက်ကို ကူးပြောင်းလာခြင်းအတွက်နှွေးထွေးစာကြိုဆိုကြောင်းနဲ့ကြံရှိနေတော်သူများလည်းပြည်သူဘက်ကိုလက်နက်ခဲယမ်းများဖြင့်အချိန်မီအလင်းဝင်ရောက်လာကြဖို့တတိပေးပြောကြားခဲ့ပြီးတော့ဂွန်ပြုစုဂျင်းငွေ390ကျပ်တိတိကိုချင်းမြင့်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူဇွန်လ10ရက်နေ့မှာခလာရ31မှာတာဝန်ထမ်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတဦးဟာဘီဝါ33နေမီဒေါနာတက်ရင်တက်ခွဲ၄ခုလက်နက်ဖြင့်အလင်းဝင်လာခဲ့ကြောင်းကမ်ဘောက် Defense Force မှသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီ တပ်သားကိုပိုင်အမှတ်ပါစ1317935ဟာရန်ကုန်တိုင်းတင်ကန်းကျုံမြို့နယ်မှာနေထိုင်သူဖြစ်ပြီးတော့ညအချိန်အပြင်ထွက်ရင်းပေါ်တာဆွဲခံရသူဖြစ်ကစစ်တင်တဲ့အပတ်စဉ်ခုနှစ်တင်နန်းစင်းတယောက်ဖြစ်ပြီးတော့ခေါ်စာမျိုးနယ်ခွဲခလာရ31မှာခုနှစ်လခန့်တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ညဘက်ကင်းတာဝန်ကြားချိန်မှာထွက်ပြေးလာခဲ့ပြီးတော့ ဒေါနာတက်ခွဲလေးကိုဆက်သွယ်လာတဲ့အတွက်ကြောင့်လမ်းပိုင်းတနေရာမှတက်ဆင်ဘျူဟာ33နေမြေအတွင်းကိုတွားရောက်ခေါ်ဆောင်ပေးခဲ့က MA1 တက်လက်ကြီးပေါက်တစ်ခု 5.56G 25ဒေါင်းနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။အဒီနောက်စုချင်းငွေများချင်းမြင့်ခဲ့ပြီးတော့လွမြောက်နေမြေတနေရာကိုဘေးကင်းစွာပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတော်အကြံဖက်စီအုပ်စုကြောင့်အမျိုးသမီး309ဦးတည်ဆုံးခဲ့ပြီးအသက်16နှစ်အောက်ကလေးငယ်82ဦးပါဝင်နေဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှဇွန်လ17ရက်နေ့အထိနိုင်ငံတော်ဝန်မှအကြံပတ်စီအုပ်စုကြောင့်အမျိုးသမီး309ဦးတည်ဆုံးခဲ့တယ်လို့ အမျိုးသမီး300ကိုဦးတည်ဆုံးခဲ့တာကိုအမိနဲ့တကွအတီးပြုတ်နိုင်ခဲ့ပြီးတော့အဲ့ဒီအရေအတွက်မှာအသက်16နှစ်အောက်ကလေးငယ်82ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတည်ဆုံးသူများအနက်စကိုင်းတိုင်းမှာ102ဦးဖြစ်တည်ဆုံးမှုအများဆုံးဒေသဖြစ်ပြီးတော့242ဦးမှာစေအုပ်စုရဲ့လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးတည်ဆုံးခဲ့ရပါတယ်။ဇွန်လ9ရက်နေ့ည9နာရီကျော်ကအချိန်မှာစကိုင်းတိုင်းတီကြိုင်မြို့နယ် ပေါက်ကုန်းကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်ပုံကျဲခဲ့တာကြောင့်ကြီးရွာအတွင်းမှာရှိတဲ့လူနေအိမ်များပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့ပြီးတော့အမျိုးသမီးမမိုးလင်းသူကိုဘုံစားထိမှန်ပြီးတော့နေရာမှာတည်ဆုံးခဲ့တယ်လို့သတင်းရရှိပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ ီရီသတင်းတွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကို မင်းယူကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ။ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ12ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ကျွန်တော်ကတော့မင်းယူပါ။ ပထမဆုံးသတင်းအနေဖြင့်133ချိန်မြောက်ပြည်ပဆိုင်ရာအလုံသမားရေးညီလာခံတွင် မြို့သားညီညွတ်ရေးအစိုးရကိုစား IUFE တွဲဘက်အထွေထွေတွင်ရေးမှုက NUG ကိုစားမိန်ကွန်းပြောကြားခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ဆွေဇလန်နိုင်ငံဂျနီဗာမြို့၌ကျင်းပလျက်ရှိသည့်133ချိန်မြောက်ပြည်ပဆိုင်ရာအလုံသမားရေးညီလာခံတွင်မြို့သားညီညွတ်ရေးအစိုးရကိုစား International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers Association IUFE တွဲဖက်အထွေထွေအတွင်ရေးမှူး Mr. Christian Bragason ကဇွန်လ10ရက်နေ့တွင် တက်ရောက်စကားပြောကြားခဲ့ပါတယ်။မြို့သားညီညွတ်ရေးအစိုးရသည်2021ခုနှစ်စစ်အာဏာသိမ်းမှုကိုစတင်သောရွေးကောက်ခံလွှတ်တော်အမတ်များဒီမိုကရေစီလိုလားသူများတိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များဖြင့် Federal Democracy Charter နှင့်အညီပြည်သူလူလားချက်ပေါ်အခြေခံ၍ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဖွဲ့စည်းတည်ထောင်ထားကြောင်း မြန်မာနိုင်ငံတွင်2021ခုနှစ်မှစ၍စစ်အာဏာရှင်သည်အကြမ်းဖက်မှုများကိုပြုလုပ်လာခဲ့ရာပြည်သူ6600ကျော်အသက်ဆုံးရှုံးခဲ့ရပြီး2900ကျော်ဥပဒေမဲ့ဖမ်းဆီးခံခဲ့ရကြောင်းပြည်သူ182ဦးမှာတေတံချမှတ်ခံထားရပြီးပြည်သူ3.6တန်းကျော်မှာနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်ထို့အပြင်အလုသမာသမဂခေါင်းဆောင်များကိုဖမ်းဆီးနှိပ်စက်ခြင်း ပြပသူထွက်ပြေးတိမ်းရှောင်အောင်လှုပ်ဆောင်ခြင်းလုံသမားများ၏အခြေခံခွင့်ရများချိုးဖောက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းအရမလှုပ်အားခိုင်းစေခြင်းများလည်းကျေပြန့်စွာဖြစ်ပေါ်စေခဲ့ကြောင်းစစ်ဥပဒေအမိန့်များကြောင့်ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်များမရှိတော့ရုံသာမကပြည်သူများအကြောက်တရားကြီးစိုးအောင်ဖန်တီးလျက်ရှိကြောင်းမိဘများသည်မိမိတို့၏သားသမီးများစစ်တပ်အတွင်းသို့အရမဖမ်းဆီးခေါ်ဆောင်ရမည်ကိုစိုးရိမ်မှုကြီးနေကြကြောင်းစစ်မှုထမ်းရန်ညှင်းဆန်သူများကိုထောင်ချနှိပ်စက် တင်းဆုံးအထိပြုလုပ်လျက်ရှိကြောင်းလူငယ်များသည်ထွက်ပြေးတင်းရှောင်ခြင်းမှအပမြည်သည့်ရွေးချယ်မှုများမရှိတော့ကြောင်းပြောကြားခဲ့ပါသည် ILO က Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းသည်အခြေခံလူအခွင့်အရေးလူ့သမားအခွင့်အရေးအတွက်တကဘာလုံးကအားပေးထောက်ခံကြောင်းကိုဖော်ပြလိုသည့်ခိုင်မာအားကောင်းသောအသိပေးမှုတစ်ခုဖြစ်ပြီးအလုံးယုံကြည်ထားသည့်ဒီမိုကရေစီ၏အခြေခံသဘောတရားများလည်းဖြစ်ကြောင်း ဒီမိုကရေစီဖြည့်ဆည်းသူများကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေနိုင်ရန်ပြည်ပဆိုင်ရာစနစ်များဖန်တီးပေါ်ဆောင်ခြင်းဤအရေးပါမှုကိုနားလည်ရမည်ဖြစ်ကြောင်းမြေပြင်ရှိပြည်သူများကလည်းကြိုးဆိုခဲ့ကြကြောင်းလိုအပ်သည့်အခါပြည်ပဆိုင်ရာစောင့်ကြည့်မှုနှင့်ဝင်ရောက်အရေးယူနိုင်ရေးအတွက်အခွင့်အလမ်းများဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်းယခုနှစ်တွင် NUG ၏သုံးဝင်ဆိုင်ကိုယ်စားလှယ်အဖွဲ့ညီလာခံတို့ပါဝင်တက်ရောက်နိုင်ပြီး လာမည့်နှစ်တွင် NUG ၏သုံးပွင့်ဆိုင်အဖွဲ့ကိုမြန်မာနိုင်ငံ၏တရားဝင်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုရန်မဖြစ်မနေလိုအပ်ကြောင်းလုံသမားအားလုံးအတွက်တရားမျှတမှုလွတ်လပ်ခွင့်နှင့်ဂုဏ်သိက္ခာကိုကာကွယ်ရန်မြန်မာပြည်သူများနှင့်တသားတည်းရပ်တည်ရန်အချိန်ကောင်းတစ်ခုပင်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကိုစား Mr. Christian Bragerson ကတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီး မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံရေးဆွဲရေးလုပ်ငန်းစဉ်နှင့်မူကျန်းရေးဆွဲထားမှုများအားမျှဝေဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်နှင့်မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနှင့်မူကျန်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ဟာဇွန်လ17ရက်တွင်ဇွန်ပလက်ဖောင်းမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါရသည်။ တွေ့ဆုံဆွေးနွေးပွဲသို့နှစ်ဖက်တက်ရောက်သူစုစုပေါင်း90ကျော်တက်ရောက်ပြီးမန္တလေးဒေသမူချမ်းရေးဆွဲရေးလုပ်ငန်းကော်မတီအနေဖြင့်မန္တလေးဒေသဂျာကာလာနိုင်ငံရေးအစီအမံရေးဆွဲရေးလုပ်ငန်းစဉ်နှင့်မူချမ်းရေးဆွဲထားမှုများအားမျှဝေဆွေးနွေးခြင်းယင်းဆွေးနွေးမှုများအပေါ်မကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်ဘက်မှလည်းမေးခွန်းများမေးမြန်းခြင်းအကြံပြုခြင်းဆွေးနွေးဖလှယ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည် အဲ့ဒီနောက်မကွေးဖယ်ရယ်ယူနစ်ဤလက်ရှိလုပ်ငန်းစဉ်များဆောင်ရွက်နေမှုကိုလည်းဆွေးနွေးမျှဝေခဲ့ကြပြီးမန်လေးဒေသနှင့်မကွေးဖယ်ရယ်ယူနစ်သည်နေမြေချင်းထိစပ်လျက်ရှိပြီးအပြန်အလှန်ဆွေးနွေးမှုများထိတွေ့ဆက်ဆံမှုများဆောင်ရွက်၍စစ်အာဏာရှင်စနစ်ဖျောက်ချရေးနှင့် Federal Democracy နိုင်ငံတည်ဆောက်ရေးကိုအတူလက်တွဲဆက်လက်တိုက်ပွဲဝင်ကြရမှာဖြစ်ကြောင်းဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ ဆက်လက်ပြီးအခြေခံကွန်ပျူတာသင်တန်းစင်ပွဲနှင့်လူငယ်များတွေ့ဆုံပွဲအခမ်းအနားကရင်ပြည်တနေရာတွင်ကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ်။ KPPA, DOYA, IEC လူငယ်ရေးအားဌာန The Present Team, KNA တို့မှပူးပေါင်း၍မေလ9ရက်နေ့မှဇွန်လ10ရက်နေ့အထိဖွင့်လှစ်သောဘတ်စင်6အခြေခံကွန်ပျူတာသင်တန်းစင်ပွဲနှင့်လူငယ်များတွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ10ရက်နေ့အင်္ဂါနေ့တွင်ပြည်နီပြည်တနီယာတွင်ကျင်းပခဲ့ကြောင်းကရင်ပြည်နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA မှသတင်းထုတ်ပြန်ပါသည်။ထိုအခမ်းအနားသို့ကရင်ပြည်နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကရင်ပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီလူငယ်ရေးရာဌာန IECDOYA ကရင်ပြည်သူနာပြုအစည်းအရုံး KNA ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဗိုလ်ခဲပြည်သူ့ကာကွယ်ရေးတပ် BPDF ကရားလီဖုလူငယ်များကာလာလာတလူငယ်များ KNWO The Present Dino မှတာဝန်ရှိသူတို့အသီးသီးတက်ရောက်၍ဂုံပြုမိတ်ဆက်အားပေးစကားပြောကြားခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာဆလဘီတပရင်းမြို့နယ်အတွင်းရေကြော်ဝင်နေတဲ့ဆင်မြောင်းအားပြုပြင်ခဲ့တဲ့တရင်ကိုတင်ပြပေးပါမယ်ဇွန်လ17ရက်နေ့နက်ခင်းပိုင်းအချိန်တွင်တပရင်းမြို့နယ်အတွင်းရှိလမ်းဖြတ်တနေရာတွင် ိုးများ၍မူးအတက်မှရေကျော်ဝင်နေမှုကြောင့်ခရီးသွားအများပြည်သူများနှင့်အနီးတစ်ဝိုက်ရှိကျေးရွာများမှတောင်သူများအခက်အခဲကြုံတွေ့နေရကြောင်းသတင်းရရှိပါသည်။ထို့သောအခက်အခဲကြုံတွေ့နေရတာကြောင့်တပရင်းမြို့နယ်ပအဖအီလမ်းညွန်မှုဖြင့်မြို့နယ်ဆယ်မြောင်းဌာနမှဦးစည်းကမြို့နယ်ပကဖအဖွဲ့များအနီးနားရှိကျေးရွာများမှပြည်သူများစုပေါင်းပြီးဆယ်မြောင်းအားပြုပြင်ထိန်းသိမ်းခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီ ဒေါ်ဆန်းစုကြည်မွေးနေ့အထိုင်အမှတ်ကဗျာနှင့်ဝိထုတို့ပြိုင်ပွဲစာမှုများကိုစစ်စစ်အမှတ်ပေးနေတဲ့သတင်းကိုတင်ပြပေးပါမယ်။ဒေါ်ဆန်းစုကြည်ဤအသက်80ပြည့်မွေးနေ့အထိန်အမှတ် CRPH Norway ဤကဗျာနှင့်ဝိထုတို့ပြိုင်ပွဲအတွက်ပေးပို့လာသောစာမှုများကိုစာစစ်တိုင်အဖွဲ့ကစစ်စစ်အမှတ်ပေးနေပြီလို့ဆိုပါတယ်။ပေးပို့လာတဲ့ကဗျာစာမှု200ကျော်နဲ့ဝိထုတို့20ခန့်ကိုအခုအထိကူးယူစစ်ဆေးဖြစ်တာကြောင့်ပြိုင်ပွဲဝင်လာတဲ့စာမှုအရေအတွက်ကိုအတိအကျမပြောနိုင်သေးတယ်လို့ ပေးပို့သူတိုင်းကိုစာမှုလက်ခံရရှိကြောင်းအကြောင်းမပြန်နိုင်တာကိုနားလည်ပေးစေချင်ပါတယ်။မထင်မှတ်လောက်အောင်များပြားတဲ့အီးမေးများကို စစ်စစ်ဖတ်ရှုနေကြရတာကြောင့်ကြံ့ကြာမှုများရှိနေတာကိုလည်းနားလည်ပေးစေလိုပါတယ်။စာမှုတွေမရောက်မှဆိုလို့အခါအခါပို့ကြသူများနဲ့နေရာစုံမှမင်းများစုံစမ်းကြသူများရဲ့အားထုတ်မှုကိုလေးစားသောအဖြစ်စာမှုများတစ်ခုမကျန်ပြိုင်ပွဲဝင်ခွင့်ရစေရန်ကျမတို့ volunteer အဖွဲ့ကအထူးတတိထားစုစည်းနေကြပါတယ်။ အခုဆိုရင် စာစစ်တိုင်းအဖွဲ့ကစာမူတွေကိုစတင်စီစစ်ပြီးအမှတ်ပေးနေကြပါပြီလို့ CRPH Support Group Norway မှအထွေထွေအတွင်းရေးမှူးမတ်ဝင်းမုံဝင်းကပြောပါတယ်အမှတ်ပေးပုံနီးစနစ်များဒိုင်းများရဲ့အတွေ့အကြုံမျှဝေတဲ့အစီအစဉ်နဲ့ဆူရရှိသူကြီးညာတဲ့အခမ်းအနားကိုလာမည့်ဇွန်လ19ရက်နေ့မြမဆန်တော်ချင်းနနက်12:30မိနစ်တွင်အွန်လိုင်းကနေဓာတ်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းသိရပါရခင်ဗျာ။ဒီခုနောက်ဆုံးသတင်းအနေဖြင့် weekly super 4အပတ်စဉ်၅အတွက်စုမဲပေါင်း1330စုကိုကန်ထူးရှင်များဤຫນွေဥတီအကောင့်ထဲသို့ဓာတ်ရိုက်ချင်းမြင့်ပေးအပ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူဗန္နာကိုအပတ်စဉ်ပံ့ပိုးနိုင်ရန်အားဖြင့်ဝန်ရံသူများကြောင့် weekly super 4အပတ်စဉ်၅အတွက်လက်မှတ်အဆောင်ရေ14100ကျော်ရောင်းချနိုင်ခဲ့ပြီးစုမဲပေါင်း1330စုကိုကန်ထူးရှင်များဤຫນွေဥတီအကောင့်ထဲသို့ဓာတ်ရိုက်ချင်းမြင့်ပေးခဲ့ကြောင်းຫນွေဥတီမိသားစုမှအတည်ပြုဆိုပါတယ်။ ပြည်တိုင်းတောင်လုံးစိတ်ဓာတ်နဲ့ပါဝင်အားဖြည့်ကြသူများကိုကျေးဇူးအထူးတင်ရှိသလိုမြန်မာပြည်သစ်ထူထောင်နိုင်သည့်အထိအဆုံးတိုင်ရှောက်လန်းကြမည်ဟုယုံကြည်ရင်း Super 4နှင့်ပြည်သူ့ဗန္နာအပတ်စဉ်ပံ့ပိုးပါဟုဖော်ပြပါတယ်။ Weekly Super 4မှာ True Random စနစ်ဖြင့်ရွေးချယ်ပေးသွားမည့်စုအမျိုးအစား6ခုမှစုချင်းငွေပမာဏပေါင်း3960ကျော်အထိအပတ်စဉ်ချီးမြှင့်နိုင်စွမ်းရှိပြီး စုပေါင်း9250အတွင်းဇာရိုးပိုင်ဆိုင်ခွင့်ကိုအပတ်စဉ်အနည်းဆုံးငွေကျပ်1000နှင့်စတင်နိုင်ပြီလို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနဲ့ Carshell တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့တော်လှန်ရေးကြပြကန်တာမှာ အောက်ချင်းမန်မေဇာဂီရီရေးသားထားပြီးလွတ်လပ်မှုကိုဖတ်ကြားထားတဲ့ထောက်ပို့ပေးပါဆိုတဲ့တော်လန်ဤကဗျာကိုနားဆင်ရမှာဖြစ်ပါရယ်ခင်ဗျာထောက်ပို့ပေးပါအဖိနှိတ်ခံဘဝနဲ့အသက်ရှင်နေရမယ့်အစားဖိနှိတ်သူကိုတံပြန်အန်တုအနံ့ယူမှုအောင်ပွဲတွေယူမှသူ့ဘဝတန်ဖိုးရှိမယ်အာနာရှင်လူမိုက်တစုရဲ့ဘူကြချဲလယ်မှုအောက်မှာ ကျွန်းတပေါလိုကြောက်နေမဲ့အစားကောင်းငုံမခံတော်လှန်တိုက်ခိုက်အသက်ပေးတာမှကျို့တမိုင်းလှအောင်မယ်လူလူချင်းတံပိုးမထတဲ့အာနာရှင်အောက်ဒူးထောက်အရှုံးပေးမဲ့အစားလူတံပိုးလူကုံတိတ်ခအတွက်ရဲရဲတောက်ရှစ်ထွက်တိုက်ပွဲဝင်ချင်းဟာဂုံတိတ်ခပူကြီးမာတယ်မျိုးဆက်တစ်တို့ခင်မှာအာနာရှင် အမြင့်ပြတ်မှရမယ်မျိုးဆက်တို့အနာကတ်မှာအာနာရှင်မျိုးဆက်တုံးမှရမယ်တရေကောင်းတွေအစင်သင့်ရှိတယ်လုံလောက်တဲ့လက်နက်ကိုပဲထောက်ဖို့ပေးကြစမ်းပါအောက်ချင်းမှမစ္စကီရီ ရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ်။အခုဆက်လက်ပြီးတော့တော်လန်အစည်းကန်တာမှာမောင်လူမှုရေးသားထားပြီးရန်နိုင်ဖတ်ကြားထားတဲ့ဂျားနေပြည်သူဆိုတဲ့အမည်တော်လန်အစည်းကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။ကြာနေပြီသူဆိုတဲ့အမည်တော်လန်ရေးကိုလည်းအမည်မျိုးမျိုးနဲ့ကြည့်တတ်ကြသလိုကိုမြင်တဲ့အမည်ကိုထုတ်ဖော်လာကြတာကိုလည်း တွေ့နေမြင်နေကြားနေရပါတယ်လူတွေဟာကိစ္စတရက်ကိုအမြင်မျိုးမျိုးနဲ့ကြည့်တတ်ကြတာမို့အမြင်တွေကွဲပြားနေတာလဲအဆန်းတော့မဟုတ်ပါဘူးဒါပေမဲ့အချို့မြင်တွေကိုရည်ရွယ်ချက်ရှိရှိတင်သွင်းသူတွေနဲ့တင်သွင်းလာတဲ့မီဒီယာတခုကိုလည်းမောင်းလုံးမွေတွေ့မြင်လာရပါတယ်ရည်ရွယ်ချက်ရှိရှိတင်သွင်းလာတဲ့တော်လိုင်းရင်းနဲ့ပတ်သက်တဲ့အမြင်ကကြားနေပြည်သူတွေဆိုတဲ့အမြင်ဖြစ်ပါတယ်သူတို့ဟာကိစ္စတစုံတရာဖြစ်ပွားခဲ့ရင်ကြားထဲကပြည်သူတွေနစ်နာတယ်ဆိုတဲ့အမြင်မျိုးကို ြောဆိုတင်သွင်းနေရှိကြတာကိုတွေ့ရပါတယ်။တကယ်တော့သူတို့ဟာ ပြည်သူကိုတော်လှန်ရေးကနေခွဲထုတ်ပြီးတော်လှန်ရေးအင်အားစုတွေကတစုပြည်သူကတစုစစ်တပ်ကတစု ဆိုပြီးအုပ်စု၃ခုခွဲကစစ်အာဏာရှင် တော်လှန်ရေးကိုအာရုံလောက်အောင်ကြိုးပမ်းကြတာဖြစ်ပါလေ။စစ်အာဏာသိမ်းတော့တနိုင်ငံလုံးကပြည်သူတွေညီညွတ်စွာဆန္ဒထုတ်ဖော်ခဲ့ကြတယ်။စစ်တပ်ကဆန္ဒပြပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်လို့လူငယ်တွေဟာစစ်တပ်ကိုလက်နက်ကင်တော်လှန်မှဖြစ်တော့မယ်ဆိုပြီးတော်လှန်တိုက်ခိုက်ကြရင် ဒီလိုအခြေအနေကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒီတော့ PDF တွေဟာပြည်သူကမွေးထုတ်ပေးလိုက်တဲ့စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေပဲဖြစ်ပါတယ်။ပြည်သူသားအမိပြည်သူသားအဖဆိုတဲ့ဇာတ်ကားကိုအားလုံးသိကြပါတယ်။ပြည်သူကိုကြားနေလူလန်းစားဖြစ် ပုံဖော်နေတာဟာလင်းနေကြော်ရွယ် PDF တပ်ဖွဲ့တွေကိုအမိအဖမဲ့အောင်လုပ်နေတဲ့စစ်အာဏာရှင်တွေရဲ့ဗျူဟာတရက်ဖြစ်တယ်ဆိုတာမောင်လူမွေးတို့ပြည်သူတွေအနေနဲ့သဘောပေါက်ကြရမှာဖြစ်ပါတယ်။တကယ်တော့တော်လှန်ရေးကြီးတရက်ဆင်နွှဲကြတဲ့အခါ နစ်နာမှုဆိုတာရှည်စမြဲဖြစ်ပါတယ်နစ်နာမှုတွေကြုံရတဲ့အခါခံစားကြရပါတယ်ဂျားနေလူဒန်းစားအမြင်ကိုတင်သွင်းလာသူတွေဟာပြည်သူတွေဒဏ်ရာတန်ကျက်နဲ့ခံစားရခိုက်ကိုအခွင့်ကောင်းယူပြီးတော်လှန်ရေးကို ပုံဖြတ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲလူမှုလုပ်ငန်းတွေကိုစိတ်ဝင်တစားလှုပ်ဆောင်နေတဲ့ဆရာတော်တစ်ပါးနဲ့တွေ့တော့နစ်နာတာကဂျားတွေကပြည်သူတွေပေါ်လို့မောင်လူမွေးကိုမိန့်ပါတယ်မျိုးရင်းမာသာထွန်းကားလေးရှိတဲ့ဂျားနေဝါရဂျားနေလူဒန်းစားအမြင်ဟာ မောင်လူမွေးတို့ဇနဘုတ်ထီတောင်ပြန့်နှံ့နေပါပြီလားလို့သိလိုက်ရပါတယ်။ကုသိုလ်နဲ့အကုသိုလ်ကောင်းမှုနဲ့မကောင်းမှုနှစ်ခုဟာတစ်ခုဖြစ်ရင်ဖြစ်နှစ်ခုရဲ့ကြားထဲမှာဆိုတာမရှိဘူးလို့ဆရာကြီးဦးရွှေအောင်ရဲ့ကုသိုလ်နဲ့အကုသိုလ်ဆောင်းမှာမောင်လူမွေးဖတ်ဖူးပါလေ။ဓမ္မနဲ့အဓမ္မတရားမှုနဲ့မတရားမှုနှစ်ခုကြားမှာလဲဘာမှမရှိနိုင်ဘူးလို့မောင်လူမွေးယုံကြည်ပါတယ်။တန်းကြီးရဲ့အာနာကိုကိုကျိုးစည်းဘွားအတွက်လက်နက်အကုနဲ့တင်ထားတာဟာမတရားမှုဖြစ်တယ်။ ကျေးရွာဈေးယုံစာတင်ချောင်းကကလေးတွေမှမကြံဘုံကျဲတက်ဖြတ်နေတာဟာမတရားမှုဖြစ်တယ်။ဒါတွေကိုစန့်ကျင် တော်လှန်နေတာဟာမတရားမှုကိုစန့်ကျင်တော်လှန်နေတာဖြစ်တယ်။အဓမ္မတရားကျင့်သုံးနေတဲ့သူတွေကိုဓမ္မတရားလက်ကင်ထားသူတွေကလက်သင့်ခံလို့မရှိပါဘူး။စစ်ကောင်စီလက်အောက်မှာနေတဲ့သူဖြစ်ဖြစ်တော်လှန်ရေးနယ်မြေမှာနေတဲ့သူဖြစ်ဖြစ်သူတို့ရဲ့စိတ်ထဲမှာဘက်တဖက်ဖက်ကိုတော့အနည်းနဲ့အများအားပြနေကြမှာပဲဖြစ်တယ်။စိတ်ဟာကြားနေလို့မရပါဘူး။ဒီတော့ စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှေဖို့ကြိုးစားနေတဲ့သူတွေရဲ့ကြားနေလူဒန်းစာဆိုတာလည်းမရှိပါဘူးစစ်အာဏာရှင်စနစ်တတ်ဆိုးရှေအောင်ကာကွယ်ပေးနေတဲ့ကြားနေအမြင်တွေနဲ့တော်လိုင်းအင်အားရုပ်အောင်လှုပ်ဆောင်မှုတွေကိုပြည်သူတွေနားလေသဘောပေါက်အောင်နှီးစက်ရဆွမ်းနိုင်သူတွေက ရှင်းလင်းပြောဆိုဆွေးနွေးကြဖို့မောင်လူမွေးတိုက်တွန်းလိုက်ပါရစေခင်ဗျာမောင်လူမွေး ရေဒီယို NUG သောရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့တော်လန်အီတီဂီတအစီအစဉ်မှာ The Fingers အဖွဲ့ရဲ့ Nota Law ဆိုတဲ့တော်လန်အီတီတချင်းကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ ခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်မှာ ပြောင်းလဲဆိုထွေးကြပါလို့ရှင် Radio NUG ကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူပါစေ မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ Radio NUG ဖြစ်ပါရှင်အရေးတော်ပုံအောင်ရပါ